မင်္ဂလာပါရှင် Astro Garden Channel မှာကြိုဆိုပါရစေ။ Astro Today ယနေ့နောက်ခတ်အစီအစဉ်ရဲ့2025ခုနှစ်မေလ20ရက်အင်္ဂါနေ့အတွက်ဆောင်းရန်ရှောင်းရန်ဆောင်းရရမယ့်နောက်ခတ်ချိန်ခါတွေကို အစီအစဉ်တင်ဆက်သူကျမရွှေရုံးအောင်နဲ့မနှင်းပန့်အင်တို့မှအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။မေလ20ရက်နေ့အင်္ဂါနေ့တွင်ရမခန့်နှက်ခန့်နှင့် ရတနာဘုံနက်ခတ်ကိန်းနိုးကြောက်ချင်းကြောင့်အင်္ဂါသတ္တမိများထီစုကြီးပေါက်နိုင်တဲ့အချိန်ဖြစ်ပါတယ်ရှင်။အင်္ဂါသတ္တမိများအတွက်ထိပါအားကောင်းမွန်သောကနဲများမှာ9 6ခွန်3ညကနဲများဖြစ်ပြီးထိပောင်းကောင်းမွန်တဲ့အခေယများမှာတော့တောင်ဝင်းဘူးထဆင်သူဒါတွေပါဇောက်ဖောက်ထုတ်ဗလက်ချိုက်အခေယများပဲဖြစ်ပါတယ်ရှင်။ ည10:52မိနစ်မှည17:17မိနစ်အတွင်းဖုံးကန်ကြီးမြင့်တဲ့လုပ်ငန်းများလုပ်ကိုင်နိုင်မဲ့ drone နက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နနက်7:33မိနစ်မှနနက်7:33မိနစ်အတွင်းစံထအောင်မြင်ပြီးမြစ်တရေးကိစ္စရည်ကောင်းမွန်နိုင်တဲ့ဆုံးနှက်ခက်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါလေရှင်။ နနက်7:56မိနစ်မှနနက်2:16မိနစ်အတွင်းဘယ်လုပ်ငန်းမဆိုးအောင်မြင်မှုရရှိနိုင်ပြီးကန်စတာထုတ်ထည့်ရရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါလေရှင်နနက်2:09မိနစ်မှနနက်2:29မိနစ်အတွင်းရာဒူးဩဇာအနာရီကြီးမြင့်နိုင်တဲ့ထီးဖြူနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါလေရှင် ညနေ6:38မိနစ်မှာညနေ6:58မိနစ်အတွင်းအင်ချန်မြေရင်တွေအယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နေစင်ပြူနက်ကကိန်းကြောက်တဲ့အချိန်ဖြစ်ပါလိမ့်ရှင်။ည8:06မိနစ်မှာည8:26မိနစ်အတွင်းငွေကြေးရှင်ငွေရတနာနှင့်ထီကန်ဆန်းမှုများ ကောင်းမွန်စေနိုင်တဲ့ရတနာနက်ခတ်ကိန်းကြောင်းတဲ့အချိန်ဖြစ်ပါတယ်ရှင်။နနက်10:19မိနစ်မှာနနက်10:39 6မိနစ်အတွင်းသာသမီယန္နာများထုံးကားရရှိနိုင်တဲ့တန်ဒီနက်ခတ်ကိန်းကြောက်ရတဲ့အချိန်ဖြစ်ပါတယ်ရှင်။ဆက်လိုက်ပြီးဒုတိယခန်းကဏ္ဍအနေနဲ့အင်္ဂါသာသမီများအပေါ်ထိရောက်နိုင်တဲ့ဆိုးရနက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်3:15မိနစ်မှာနေ့လယ်3:35မိနစ်အတွင်းမှာရှိရင်တော့ထိခိုက်တည်ကြည်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ ညနေ6:09မိနစ်မှာညနေ6:28မိနစ်အတွင်းမှာဆိုရင်တော့အမူခင်းပြန်တနာစိတ်ပူပန်သောကားဖြစ်စေနိုင်တဲ့သောကနခခင်ကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နနက်3:33မိနစ်မှာနနက်3:53မိနစ်အတွင်းမှာဆိုရင်တော့ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့10ရိုင်းနက်ခတ်ခင်ကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်7:46မိနစ်မှာနေ့လယ်7:06မိနစ်အတွင်းမှာဆိုရင်တော့မိတ်ဆွေတင်ကားတွေဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့မိတ်တုနှက်ခတ်ကင်ကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နေ့လယ်7:28မိနစ်မှာနေ့လယ်7:48မိနစ်အတွင်းမှာဆိုရင်တော့လုပ်ငန်းစီးပွားထိခိုက်ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကင်ကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ခါရီယာဆိုရင်တော့အင်္ဂါသားသမီးများအပေါ်ပုံမထိရောက်နိုင်တဲ့နက္ခတ်ချိန်ခါရီပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချိန်ခါရီကို သမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နက္ခတ်အစီအစဉ်ကိုတိရှိအားပေးခဲ့ကြတဲ့မိသားပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။